့ရှိရင်ကြိုက်တယ်လို့ရှိရအကောင်းဆုံးအမြဲတွဲနေမှာပဲလေနော်အဲ့ခါကျတော့ဟိုဘယ်လိုမလဲကြိုက်တယ်လို့ပြောတာလေတွဲရလဲဝမ်းသာရတယ်အမကြိုက်ဘူးလို့တွဲရတဲ့ခါကျလို့ရှိရင်လည်းဩစိတ်ကြီးကနေနားလဲပေးကြပါလို့ပဲအစိတ်ကြီးကနေပဲပြောတာပေါ့နော်အယောက်စီတော့မပြမပြောနိုင်ဘူးလေအစောဟိုအဓိကသဘောကျတဲ့လူသဘောမကျတဲ့လူနှစ်ဖက်ရှိနေမှာပဲဒါပေမဲ့သဘောကျတဲ့လူရှိနေသေးရတော့ထက်ကတော့သဘောကျတဲ့လူတစ်ဝက်အတွက်ထက်ကတော့ပြောပြပေးရမှာပဲပေါ့အဲမလုတော့ဘူးရဲ့ပါရဲ့တော့အဲ့လိုမျိုးတော့မရှိပါဘူးအဲသူများပြောလို့မလုတော့ဘူးဆိုတာထက်ကမှပဲတော့မှမရှိဘူးသူများပြောလို့ ရက်လိုက်ရရဆိုတော့မရှိဘူးကိုကအကယ်လို့မတော်တဆရက်ချင်စိတ်လေးပေါက်နေတာသူများကပြောလာလို့ရှိရင်သူတို့ပြောလို့ရက်တယ်ဒီမှာဆိုလို့မရက်ကုန်ရက်တာပို့လောက်တာကိုကအရွယ်တက်တယ်ကပါအဲ့လိုသူများပြောလို့ပြောဆိုလာမျိုးမရှိဘူး ဆက်လေးကိုစပြီးတော့ရတယ်ဟိုကဆက်ဆက်လေးသဘောကျတယ်ကိုလုံးနေကြပုံစံလေးလည်းမဟုတ်ရခါကျတော့ထပ်ထွက်အဲဘဝမှာဒီအနုပြတန်တန်းရှောက်မှာအမေရိကဖြစ်နေမဲ့အကားလေးဖြစ်ပါတယ်တော်လေးကိုပြောရမယ်ဆိုလို့ရှိရင်ကလာလေးတွေရောရိုက်တဲ့ပုံစံလေးတွေရောအဲပွားလာလေးအကုန်လုံးပါရောအဲတော်တော်လေးကိုထပ်အတွက်ဒါအသက်အစံတွေ့ကြုံအသက်တွေအများကြီးတကယ်ရပါတကယ်တဘာဝကြကြ36လမ်းမှာအဲ day or night ကောပေါ့နော်ဒီကားမှာဆို day night တွေအစုံပဲအစုံပဲဆိုတော့ တပတ်ရရဲ့အဲ့တပတ်လုံးကမနက်၈နာရီည၇နာရီပဲအမြင်ကဘယ်တော့မှစောပြန်ရနေဆိုတာမရှိဘူးတကယ်စင်ဒရယ်လာစင်ဒရယ်လာဒါဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အိမ်မပြန်ရတဲ့နေ့ရက်တွေများပါမှာ၈နာရီကြော်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 ွားရပဲเนาะ လိုမျိုးတကယ်အမတ်ကြီးကအများကြီးရှိခဲ့တာပါပဲမမတ်နဲ့အားလုံးတစ်ခွက်သားလုံးမမတ်ခံရထားတဲ့ကားလေးလည်းဖြစ်ပါရဲ့ဟိုပဲပွဲမှာပဲဖြစ်ပါဟိုအဓိကတော့ client ကကိုကအကကတာလေးတွေဆိုဆို project တွေကကြိုက်တယ်ဆိုတဲ့ခါကြလို့ရှိရင်အပွဲရှင်ကကိုကစီချင်လို့ငှားရလေနော်ကစီချင်လို့ငှားရဆိုတော့ project တွေကလည်းအထက်တုန်းကရဲဆိုချစ်လာကြည့်ကြရဆိုတဲ့ခါကျကိုအနေနဲ့က fan service ပေးတာပါပြီးတော့ client အနေနဲ့ကိုရဲ့ data entertain တရားအနေနဲ့ပေါ့နော်မင်းသမီးဆိုတဲ့စိတ်ကြီးနေမဟုတ်ပါဘူးကိုက property တင်ဆက်ရတဲ့သူဖြစ်တဲ့အတွက်ကိုရဲ့ပြည်သက်တွေကကိုဘယ်လိုလေးပြော ေပျော်မလဲပေါ့နော်ဆိုတော့စိတ်လေးနဲ့ပဲအဲ့အဲ့စိတ်လေးနဲ့ပဲအမြဲအမြဲဖြော်ပြခဲ့တာဆိုတော့ဟိုဘလို့မှတော့တက်စိတ်တွေမှာမရှိပါဘူး။အဲအဓိကကတော့အားလုံးမှာဘာပဲလုပ်လို့တက်တယ်လို့ရှိမှတက်တယ်လို့ရှိရအကောင်းဆုံးအမြဲတွဲနေမှာပဲလေနော်။အဲ့ခါကျတော့ဟိုဘာမလဲကြိုက်တယ်လို့ပြောတာလေးတွေးရလဲဝမ်းသာရတယ်။အမကြိုက်ဘူးလို့တွေးရတဲ့ခါကျတော့ရှိရတယ်ဩစိတ်ကြီးကနေနားလဲပေးကြပါလို့ပဲအဲစိတ်ကြီးကနေပြောတာပေါ့နော်။အယောက်စီတော့ မပြေမပြောနိုင်ဘူးလေအဲ့ဆိုဟိုမရှင်းပြနိုင်တဲ့အခါကျတော့နားလည်ပေးကြပါလို့ဒီကနေမြေရတစ်ဆယ်လဲအရှင်းပြချင်ပါတယ်ဘယ်ရမဆိုလောက်လို့တဲ့အခါကျလို့ရှင်အကြိုက်နဲ့မကြိုက်နှမျိုးလေးရှိမယ်အမြင်လေးနှမျိုးရှိမယ်အဲကောင်းတယ်မကောင်းတာလေးနှမျိုးရှိမယ်ပေါ့နော်မကောင်းတဲ့ဘက်လေးကနေအဖြစ်သွားခဲ့တဲ့ဟာလေးရှိရင်လည်းနားလည်ခွင့်လို့ပြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်လို့ဆိုလောက်လိုက်တာပဲအဲ့လိုတခုဆိုလေ no ဆိုပြီး complain ကြတဲ့နေရာမှာမပါဘူးရကူရရပဲဖြစ်ဖြစ်အဲ့လိုပွဲမှာပဲဖြစ်ဖြစ်အခုဆိုလေညင်းရမှာရအားနာတယ် အဲတကယ်ချင်းတွေကအခုအခုကတောင်းတာဖြစ်ဖြစ်ဘာမဆိုရင်ကိုကလေ yes ရတယ်ငါလုပ်ပေးမယ်ငါလုပ်နိုင်တယ်အဲ့လိုဖြစ်ချင်တဲ့လူဆိုတော့ ဲ့လို no ဆိုတဲ့ဟာကိုတော်တော်တိုင်မပြောအဲ့လိုနေရာဒေတာနဲ့အချိန်နဲ့အသက်အရွယ်ပေါ်တော့မူကြည့်တာပေါ့နော်သူ့အသက်အရွယ်နဲ့သူပေါ့ကလေးတုန်းကတော့ကလေးကလေးကဆိုသူအရွယ်ရောက်လာတာကတော့သူ့အရွယ်နဲ့သူသူ့ပွဲနဲ့သူလိုက်ဖက်တဲ့ performance တွေအဓိကတော့ထထိုးအရှိန်နဲ့ဦးဆောင်လမ်းပြထထိုးဒီပွဲတစ်ပွဲလုံးကို management လုပ်သွားပေးရဲ့ကိုစိုးကြီးရှိရဲ MC ကလည်း professional ဖြစ်တဲ့ကြောင့်မလို့ဒါသူ့ရဲ့ decision တွေသူလုပ်ခိုင်းတဲ့အရာတွေမှာအမှားယွင်းရှိမယ်လို့မထင်ဘူးထထိုးယုံကြည်ရဲ့ question နဲ့သူနဲ့တကယ်တေချာတိုက်တိုက်ဆိုင်ဆိုင်ဆွေးနွေးပြီးသားဒီ agenda တွေကိုကိုယ်နဲ့လိုက်ဖက်မယ်လို့ချပေးတာရဲ့ဥစ္စာဆိုဒါကိုတောင်းဝန်ရ ကိုလောက်ရမှာပဲပေါ့နော်ပြီးတော့ပြစ်တဲ့နေနဲ့သဘောကျတယ်အဓိကသဘောကျတဲ့လူသဘောမကျတဲ့လူနှစ်ဖက်ရှိနေမှာပဲဒါပေမဲ့သဘောကျတဲ့လူရှိနေသေးရတော့ထက်ကတော့သဘောကျတဲ့လူတဝက်အတွက်ထက်ကပြောပြပေးရမှာပဲပေါ့အဲမလောက်တော့ဘူးရဲ့ပါရဲ့တော့အဲ့လိုမျိုးတော့မရှိပါဘူးအဲသူများပြောလို့မလောက်တော့ဘူးဆိုတာထက်ဘွားမှာပဲတော့မှမရှိဘူးကိုကကိုကိုမလောက်ချင်တော့လို့မလောက်တော့ဘူးဆိုတဲ့အချိန်ကြောင်ရောက်လာမယ်အာဒါငါမလုပ်ချင်ဘူးစိတ်ထဲမှာတမျိုးဖြစ်နေရဆိုတော့တတတင့်ဖြစ်လာမယ်ဒါအဓိကဘာမှမဆိုတော့ကိုကိုကြောက်မယ်ပေါ့နော်သူများပြောလို့ ရက်လိုက်ရရဆိုတော့မရှိဘူးကိုကအကယ်လို့မတော်တဆရက်ချင်စိတ်လေးပေါက်နေတာသူများပြောလာလို့ရှိရင်သူတို့ပြောလို့ရက်တယ်ဒီမှာဆိုလို့မရက်ကုန်ရက်တာပိုလောက်တာကိုကအဲ့လိုအရွယ်တဲ့တဲ့မှာပါအဲ့လိုသူများပြောလို့ပြောဆိုလာမျိုးမရှိဘူးလူရက်တဲ့တဲ့မတူနိုင်ဘူးလေနော်ဝေးလာတဲ့မိဘ ဒီမိဘကပဲမွေးတောင်မှမွေးလာတဲ့တန်သမီးထွက်တော့မှတော့၄ယောက်မှဆို၄ယောက်က၄ယောက်တော့မျိုးစီမတူဘူးမတူတဲ့ခါကျတော့မတူနေရာကြီးကိုကိုနဲ့မတူတိုင်းအပြစ်မတည်ဘူးကို့အယူအဆနဲ့မတူတိုင်းကို့အကျင့်စရိုက်နဲ့မတူတိုင်းကို့ရဲ့အဲပြောမယ်ဆိုရင်ကို့ပြမှုတွေမတူတိုင်းပေါ့နော်အဲဒီမှာအပြစ်တင်လို့မရအောင်ဥမာဟိုဘက်နိုင်ငံဒီဘက်နိုင်ငံမတူကြရင်ချင်းမှုရှိတယ်ပေါ့ကို့နဲ့မတူတိုင်းအပြစ်တင်လို့မရအဲ့လိုပဲဘောင်တော့မှ၄ယောက်ရှိတယ်ဘောင်တော့၄ယောက်တယောက်မှမတူထွက်တော့မှ၄ယောက် အဲသူသူပုံစံသူကြိုက်တယ်သူသူဘဝသူရှင်းသန်ရမယ်သူဘဝသူရည်တည်ရမယ်သူအကြိုက်ပဲသူစိတ်နဲ့သူနေရဆိုတာနေပစင်အကောင်တော့အထက်တော့အဲ့လိုပဲအဲ့တော့တက်တော့မှာလဲကိုယ်ပိုင် character လေးမျိုးစုံရှိကြတယ်လွတ်လပ်စွာကိုယ့်ရဲ့ character လေးနဲ့ပျော်ပျော်ရွှင်ရွှင်ရှင်းသန်ကြတယ်အဲ့ကိုယ့်ကိုယ့်ရဲ့ character လေးတိုင်းကိုပျော်ပျော်ရွှင်ရှင်းသန်ပြီးကိုမက်ရထင်တာလုတ်တယ်တဲ့မှာမှာဟိုဘဝဆိုတာအမားတွေကမျိုးစုံရှိကြမှာပါပဲအမှန်ရှိရမှားရှိရအဲ့တော့ဟိုမမမမကိုယ်စိတ်ကြိုက်ကိုပျော်လို့လုတ်ခဲ့ကိုယ့် character တိုင်းဖြစ်တဲ့သူကမှန်ရင်လက်လက်ခံတယ်မားရင်လည်းကိုယ့်ကိုလက်ခံတယ် သူများစိတ်နဲ့အသက်ရှင်ပြီးသူများပြောတဲ့အဲစကားတွေနဲ့ကိုယ်ခန္ဓာကိုယ်ကိုဘောက်ခတ်ပြီးနေနေရမယ်ဆိုလို့ရှိရင်အကြံရည်လည်းဖြစ်လာတဲ့အချိန်မှာအမှန်အမှားပါမှာပဲအဲ့လိုအချိန်မျိုးကြမှာရလာတဲ့အမှားမျိုးဆိုထားတဲ့လက္ခဏာတွေမှာမဟုတ်ဘူးကိုယ်စိတ်နဲ့ကိုယ်ရှင်းလင်းပြီးဖြစ်ဖြစ်တဲ့အမှန်မှားအကုန်လုံးကိုလက္ခဏာတွေအဲ့လိုမျိုးပေါ့အဲ့တော့ဟိုပြဿနာကြီးကိုနားလည်ပေးစေချင်ပါတယ်လူတိုင်းမှလည်းမလို့ညီရဲ့အာအနေချက်တွေအားကြက်တွေမျိုးစုံရှိကြမှာပဲပေါ့နော်ဘာလဲဖြစ်ဖြစ်အကောင်ဘက်ကနေကြည့်ကြပါထပ်ပုံမှမဟုတ်လူတိုင်းဟိုပါအဲ့ဒါဆိုဟိုရဲ့ agent တော့မဟုတ်ဘူး စိတ်ကသွားမှရတာလေအခါကျတော့ရှင်လူကအရင်ပင်ပန်းရုပ်ကျိုးပဲဖြစ်ချင်ပါမယ်စိတ်ကလေးကရှိနေတော့ပြိတ္တိအပိတ်နေဆိုတော့ခါကျရင်လည်းကလိုက်တာပဲဘုရားစဉ်းစားတော့ဘုရားပြန်သွားချင်မှာဒိုင်းဆိုတကယ်အရုပ်ကျိုးပြတ်ကိုပင်ပန်းသွားတာအဲ့ဒီမှာဆိုအရင်လည်းပျော်ခဲ့ရတယ်အရင်လည်းပျော်တဲ့စိတ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကပြီးတော့ပင်ပန်းတာလည်းရှိသလိုအပိတ်မှာဆိုလို့ရှိရင်လည်းစိတ်ခံစားချက်တွေနဲ့အဲ pressure တွေဝင်သွားပြီးတော့ဝမ်းနေသွားပြီးတော့ပင်ပန်းခဲ့ရတယ်စိတ်ပင်ပန်းတာလည်းရှိရတယ်အဲ့ဒီမှာနှစ်မျိုးပေါ့နော်ပြီးတော့အရှိရတီးကပင်ပန်းလာတာလည်းရှိရခါကျတော့တကယ်အရုပ်ကျိုးပြတ်ပင်ပန်းပြီးတော့ အဲလုံးဝတိုင်းရဲဆိုကိုယ်ကမသိတော့အိပ်ပြောပါအဲလိုမျိုးအချိန်ကြီးရှိရပေါ့အဲ့တော့ပြည်သက်တွေအနေနဲ့ခုနကစိတ်ရှိနေရွေးပေါ့အဲပြီးတော့အသက်အသက်အရွယ်ကိုယ့်ရဲ့စိတ်မှုအချိန်ကြီးအများကြီးပြောင်းလဲနေရတယ်အဖေဟောတရားရပြောမယ်ဆိုရရတဲ့အများကြီးပြောင်းလဲနေတာဆိုတော့ပြောလို့မရပါဘူးရှေ့ကိုကြိုးပြီးပြောလို့မရပါဘူးဘယ်မှမတည်မြဲဘူးတက်ကချင်တဲ့စိတ်ဆိုရတယ်ပြောင်းချင်တဲ့ချင်းနဲ့ပြောင်းလဲသွားလိမ့်မယ်ဒါပေမဲ့တိတ်ကြတော့သူများစကားကြမပြောင်းကိုလှုပ်ချင်တဲ့ချင်းမှာကိုလှုပ်ချင်တဲ့ကိုအကုန်လုံးမှာ ဒီကားလေးလည်းအဲဒရိုက်တာလေးလည်းသူတို့ဖန်တီးချင်ပုံစံလေးကိုအဲဖန်တီးရတယ်အထက်တော့လည်းကိုကြိုက်တဲ့ကာရက်တာလေးတွေကိုဒီမှာဝင်ပြီးစီးမြောပြီးတော့ကိုအကြိုက်လေးတွေတိုင်းဝင်ပြီးတော့ဖန်တီးရဖြစ်ပါတယ်အဲ့တော့အကုန်လုံးကကိုအကြိုက်လေးတွေကြိုက်လေးတွေစုပြီးတော့အကောင်းဆုံးပုံဖော်ဖန်တီးရကြရချင်ပါပရိသတ်တွေလည်းအကြိုက်တွေ့ရလားဆိုတာလေးလည်းလာပြီးတော့အားပေးပြီးတော့မိကြည့်ပါအောင်ပြောချင်ပါတယ်ရှင်ပြင်ကြိုက်တယ်မကြိုက်ဘူးစိတ်ကြိုက်ဝေဖန်လို့ရပါတယ်